ဂျွန်ဝင်းရဲ့ကိုတင်ချိုင်းတန်တာအီဆာအကိုဖတ်ရှုခွင့်ပြုပါရန်ဆရာကြီးနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်။အပိုင်း39တမိန်ဆက်ကောမှာစောညံနေမိုးဦးနောင်တို့ အခြေအနေပြောနေသည်ကိုခက်လန်းလန်းမှနေပြီးကြည်နေရမှရင်ခွဲစရက်ထဲသို့ဝင်လာလေသည်။လက်ဆက်သက်တော်မိုးဦးနောင်မှလားတီမောင်မိုးဦးနောင်ရင်မာကြီးကိုရော်တိုင်းတိုင်ကန်းလှဲ့လေတော်မူလာမယ်ဆိုလို့ ဆောင်းတူးတစ်မြို့လုံးအုံအုံကြွကြွနဲ့တခဲနဲ့ကြိုးစုပ်ပြင်ဆင်နေတဲ့အချိန်မှာမင်းတယောက်တည်းဒီနေရာမှာလာပြီးဘာဖြစ်လို့မိုက်တွေချနေတာလဲငါအချောင်းကိုမင်းလဲသိတယ်လို့မင်းအချောင်းလဲငါသိတာပဲနိကေတရာကိုမင်းတေလူမျောပါပိုးပန်းနေတယ်မဟုတ်လားဒါပေမဲ့လို့ကောင်မျိုးကိုနိကေတရာကထမိန်တောင်လျှော်ခိုင်းမှာမဟုတ်ဘူးနိကေတရာကအပိုင်စီပြမယ်သိရလားငါအချောင်းမင်းသိတယ်မဟုတ်လား သမိတ်ဆက်ကဘောကမိုးအုံနောင်အားရန်စကားပြောလိုက်လေသည်မင်းအเจ้าကမတိပဲနေပါမလားနေကေထရာကိုမင်းမရမနေပိုးပန်းခဲ့တာငါတိတာပဲဒါပေမဲ့နေကေထရာကမင်းကိုအဖက်မလုပ်လို့ရွှေမြို့တော်ပြန်သွားရတယ်လေမဟုတ်လားအခုရွှေမြို့တော်ကပြန်လာခဲ့ပြီလေဒီတကားတော့နေကေထရာငါလက်ခုပ်တဲ့ရောက်ရတော့မှတေးကြနေပြီပြေးလို့လော်တော်မှမဟုတ်ဘူးပါနေကေထရာကိုမင်းပိုးပန်းနေလို့လည်းအเจ้าမထူးဘူး အဲငါရဲ့ကျင်ရတော့ဖြစ်ကိုရောက်တော့မယ်အတော်လူဘွားဘွားတယ်ကောင်းပါလားဘိုးနောင်ကခြံရမရုတ်တရက်ထလိုက်ပြီးဒေါသတန်ဖြင့်ပြောလိုက်လေသည် လူဘွားဘွားတော့မင်းပါလို့ချင်းလေမင်းလိုကောင်ကယောက်ျားစကားပြောတာမဟုတ်ဘူးတမိန်ဆက်ကောကခါထောက်ပြီးမိုးအုံနောင်အားခြေစုံကောင်းစုံကြည့်ရင်ပြောလိုက်လေရာမိုးအုံနောင်မှာမခံမရနိုင်ဖြစ်ကတမိန်ဆက်ကောအန်ဒီတို့ချင်းကပ်လာပြီး ။သမိုင်းဆက်ကွော်ဤပါကိုဘယ်ပြန်ညာပြန်ရိုက်လိုက်ရ။ရုတ်တရက်အငိုက်တွင်ခံလိုက်ရသဖြင့်သမိုင်းဆက်ကွော်ဤပါပြန်နှစ်ဖက်မှနီးရဲသွားပေသည်။ဤတွင် သမိုင်းဆက်ကွော်ဤကိုရန်တော်တပ်သားများသည်မိုးအောင်နောင်အားဝိုင်းဖန့်ရန်ကြိုးစားကြသည်။မိုးအောင်နောင်မှမူမိမိအနီးသို့သမိုင်းဆက်ကွော်ဤကိုရန်တော်တပ်သားများချင်းကပ်လာသည်ကိုမြင်ရသောအခါလက်သုံးတော်ဓာကိုတအိမ်မှဆွဲထုတ်လိုက်ပြီးခုခံကာကွယ်ရန် အသင့်ပြင်ထားလိုက်လေသည်။တမိန်ဆက်ကောမှမူ ကျက်တီတီနေရာမှာမိမိပါကိုပွတ်တက်လိုက်ပြီးဒေါသလျှံသည့်မျက်လုံးများဖြင့်မိုးအုံနောက်အားကြည့်လိုက်ပြီးဒိမ့်မဒါးကို ဆွဲချွတ်လိုက်လေသည်တမိန်ဆက်ကောသည်ဒါးကိုဖွေရန်ရင်မေယံခကိုရန်ဆသလားလာတတိရှိရင်မေရန်ကဒါးစွန့်ပြန်မယ်မင်းတို့ဘေးဖယ်နေကြဟာငါလဲဘေးနဲ့ဒါးစွန့်ပြန်ချင်းနေတာပဲလာလေမိုးအောင်ကဒါးကိုလက်ထဲတွင်စကြည့်ရင် စိန်ခေါ်လိုက်သည် ဤတွင်ရင်ခွဲစရိုက်ရပြင်ပန်းမှငေးမောပြီးကြည်နေသောပေတို့ပိုင်ရှင်သည်မုန်းနောင်ဤသို့ချင်းကပ်လာပေသည်ကြည်တော်ရဲ့တတ္တိကိုကျွန်တော်ချီးကျူးပါတယ်အကြည်တော်နဲ့သမိန်ဆက်ကဘောတို့ဓာဆွမ်းပြိုင်ကြတဲ့အခါတရားမျှတတဲ့ဓာဆွမ်းပြိုင်ပွဲဖြစ်မြောက်ရေးအတွက်အကြည်တော်ဘက်ကနေပြီးအကဲပြတ်လူကြီးဖြစ်နေဆောင်ရွက်ခွင့်ပြုပါကျွန်တော်နာမည်ဘောမွန်လို့ခေါ်ပါတယ်ပေတို့ပိုင်ရှင်ဘောမွန်ကမုန်းနောင်ဘက်မှအပေးအမျှပြုလိုက်လေသည် အခုလို့အားပေးစကားပြောကြတာကျေးဇူးတင်ပါတယ်။ဓာရီလန်ရင်မှာတမင်ဆက်ကောအင်တန်ကျွမ်းကျင်လိမ့်ပါတယ်လို့ကျွန်တော်ကြားပူပါတယ်။ရက်ဆက်တဲ့နေရာမှာလည်းနှစ်ယောက်မရှိဘူးလို့သိရပါတယ်။တမင်ဆက်ကောနဲ့ဓာဆွမ်းပြိုင်တဲ့အခါမှာအလစ်မပေးဘဲနဲ့အရိကြီးကြီးထားပြီးခုခံကာကွယ်ဖို့တတိပေးပါစေ။တမင်ဆက်ကောအကြောင်းကျုပ်ကောင်းကောင်းသိပါတယ်။အဲကျုပ်တေးချင်းတေးသွားပြီစေ။အေးမဆိုင်ဘူး။ကျုပ်ကလည်းတေးချင်းနေတာနဲ့အတော်ပဲ။ မုံနောင်ကပြန်ပြောရင်ဓာတ်ကိုဝင်လိုက်လေသည်ကဲလာလေမုံနောင်ကသမိန်ဆက်ကိုအားရင်ခွဲစရက်အပြင်ပန်းရှိမြေခွဲလက်ရှိရာသို့ခေါ်လာခဲ့ပေသည်ခဏနေကြပါဦးဓာဆွမ်းပြိုင်ပွဲအတွက်တရားမျှတမှုရရှိဖို့အတွက်နှစ်ယောက်စလုံးရဲ့ဓာတ်ကို စစ်ဆေးကြည့်ရှုပြစေပြီးတော့အတွင်းကန်တန်ချက်ကိုချက်အင်ဂျီတွေဝှက်ထားသလားဆိုတာကိုပါစစ်ဆေးကြည့်ရှုခွင့်ပြုပါဘောမုံကပြောပြောဆိုဆိုမုံနောင်ဤဓာတ်နဲ့သမိန်ဆက်ကိုဤဓာတ်တို့ကိုစစ်ဆေးကြည့်ရှုပြီးနောက် ကိုကန်အင်ကြီးများဝစ်စင်ထားခြင်းရှိမရှိကိုလည်းဒူးစီစမ်းသက်စစ်ဆေးနေပေသည်။ကဲပွဲဆောင်နိုင်ပါပြီ။ဘောမွန်ကချက်ပြေးလိုက်ရာအမိန်ဆက်ကွန်းနဲ့မုံနာတို့သည်အတီးတီးနေရာယူကြပြီးနောက်တယောက်ကိုတယောက်အကဲခတ်၍တိုင်းခွေနှင်းကဓာရေးပြနေကြသည်ကို တွေ့ရပေသည်။မုံနာမှာဓာရေးလန်ရေးတွင်ကျွမ်းကျင်လိမ့်မှတော့လဲအမိန်ဆက်ကွန်းလောက်လင်မြန်ဖြက်လက်ခြင်းမရှိပေ။အမိန်ဆက်ကွန်းမှာဆရာကောင်းများထံမှနိနာနေတရားများခံယူခဲ့ရသည့်အပြင် အချိန်ရှိသေး၍နားရေးလေ့ကျင့်နေသူဖြစ်သောကြောင့်မုံအောင်နောင်ထက်တပန်းသားလျက်ရှိပေသည်မုံအောင်နောင်ပါမူအချစ်ရင်းနှင့်ပတ်သက်၍စိတ်ပြက်အာရုံနေသူဖြစ်၍တရားမြေကိုမကြောက်ပဲသူတေတေကိုတေတေသဘောထားကတမိန်ဆက်ကောဤဓာချက်များကို ခုခံတွန်းလှန်ရင်းချက်ကောင်းတွေတိုင်းတမိန်ဆက်ကောအားပြန်လည်၍ထိုးနှက်လျက်ရှိပေသည်တမိန်ဆက်ကောသည်မိုးအုံနောင်အားမောပန်းလောင်ချိန်ဆွဲပြီးမတိမတာထိုးနှက်လိုက် မုံနာမီဓာချက်များကိုပိုင်ပိုင်နိုင်နိုင် ခုခံတွန်းလှန်လိုက်နဲ့ဓာစွမ်းပြနေရမှာမုံနာမီအလစ်တွင်တချီကောင်းထိုးနှက်လိုက်နေရမုံနာသည်လင်းမြန်ဖြက်လက်စွာရှောင်းတိန်ပေးလိုက်ရလေသည်တမိန်ဆက်ကောဤဓာချက်ကို၎င်း၏ဓာသွားဖြင့်ခုခံလိုက်ရတော့လေအချိန်လုံးလာတော့တမိန်ဆက်ကောဤဓာသွားသည်မုံနာမီပခုံးစွန်းကိုစိုက်မိသွားကသွေးများဖြာကနေထွက်လာပြီးတော့သည်တော်လောက်ပြီတော်လောက်ပြီဒီလောက်ဆိုရင်တော်လောက်ရော့ပေါ့အယောက်စလုံးပန်းဖြေကြပါဦး ။ဒရာကိုလည်းသေးသေးသိပ်ပြရစီဦး။ဘောမွန်က၎င်း၏ဓာတ်သားဖြင့်မုံအောင်နှင့်တမိန်ဆက်ကောတို့၏ဓာတ်သားများကိုဟန့်တားရင်းဂျားဝင်၍ပြန်ပြေးလိုက်လေသည်။တို့ရရင်မုံအောင်ကမိမိ၏ဓာရာကိုအေးမဆိုင်ပဲပြုံးရှင်တော်မူရာဖြင့်ဘောမွန်အားကြည့်လိုက်။အပ်သားလောက်ဓာရာလေးအေးဆိုင်ရှာမလို့ပါဘူး။မုံအောင်ကပြန်ပြောလိုက်နေသည်။တွေးတွေကလည်းမမောစီကြနေပြီ။သွေးတိတ်အောင်ဆေးလေးအောင်မပေါ့။အိုးဒါလောက်တန်ရာကလေးစားဖွဲ့မနေနိုင်ပါဘူး။ကဲ အကြည်တော်ဘုံဘုံဘေးအตาဖယ်စမ်းမှာအตาဖယ်နေစမ်းမှာဘုံနောင်ကပြောပြောဆိုဆိုဓာတ်ကိုဝင့်ပြီးတမိန်ဆက်ကိုအာစိန်ခေါ်လိုက်ပြန်သည်ယခုတစ်ချိန်တွင်မူစောစောပိုင်းကထဲနှစ်ယောက်စလုံးပုံမွေ၍ဆက်လက်လာပေသည် မုံထောင်ဤပကုံးစွန်းတွင်ဒံယာရရှိသွားတော်လဲအ ਨੇ ကင်မြမဖြုံမဲရှေ့တို့နောက်ငယ်တိုင်းခွက်ကိုမှန်မှန်နင်းပြီးဓာရီကို အကွက်စီအောင်ထိုးနှက်လျက်ရှိသလိုတမိန်ဆက်ကိုမှလည်း ၎င်း၏စူးရှာတောက်ပြောင်သည့်မျက်လုံးများဖြင့်မိုးအုံနောင်အားအလစ်မပေးဘဲမိုးအုံနောင်ထိုးနှက်လိုက်သည့်ဓာချက်များကိုခန်းစစ်အသွင်ဖြင့်ပိုင်ပိုင်နိုင်နိုင်ခုခံတွန်းလှန်နေရမှထိုးစစ်အသွင်သို့ပြောင်းပြီးမိုးအုံနောင်အားပြန်လည်ထိုးနှက်လျက်ရှိလျာမိုးအုံနောင်မှာအစွမ်းကုန်ခုခံကာကွယ်နေရပေသည်မိုးအုံနောင်သည်တဖြည်းဖြည်းပင်ပန်းမောဟိုက်လာပြီးအချိန်ဆွဲ၍ထိုးနှက်နေရမှသမိန်ဆက်ကောသည်အလစ်ကို ချောင်း၍မိုးအုံနောင်လက်ကဝိတ်ကို ၎င်း၏တနှောင်းနှင့်အောက်မှအပေါ်သို့ပြင့်၍ထိုးနှက်လာရာမုန်းနောင်မှာတမင်ဆက်ကွာ၏လက်တစ်ပြက်ဓာတ်ကြက်ကိုမရှောင်နိုင်မဲ၎င်း၏လက်ထဲတွင်ဆုပ်ကန်ထားသည့်ဓာတ်မှာလက်ထဲမှလွတ်ထွက်သွားလေသည်မုန်းနောင်သည်၎င်း၏လက်မှလွတ်ကျသွားသောဓာတ်ကိုကောက်ယူချင်ဟန်ပြင်လိုက်စဉ်အခွင့်ကားကိုစောင့်နေသောတမင်ဆက်ကွာသည်မုန်းနောင်၏နံချားသို့၎င်း၏ဓာတ်ဖြင့်ထိုးဆိုင်ချလိုက်ရာမုန်းနောင်မှာမိမိကိုမိမိမဟန်နိုင်တော့ဘဲခွေရက်သားကျသွားတော်မူအပြုတွင် ဘောပုံကဝင်၍ပွေချီလိုက်ရလေသည်ဒါတော့မတရားဘူးလက်ထဲမှာဒါမရှိတော့တဲ့သူကိုဒါနဲ့ထိုးတာ မတရားဘူးသူရဲကောင်မပီတတ်ဘူးဘောပုံကတမိန်ဆက်ကိုဤမတရားအနာယူမှုကိုမကျေနပ်တော့အမူအရာဖြင့်ပြောလိုက်လေငါကမတရားဘူးပြောတာဘယ်ကောင်လဲဘယ်သူလဲသမိဆက်ကောကဒေါသတံဖြင့်မေးလိုက်သည်ကျုပ်ပြောတယ်ကျုပ်ပြောတယ်တတိရှင်ရှေ့ကိုတလန်းတိုးခဲ့ဘောမုံကြောင့်တိတ်သွားမယ်ဘောမုံကမိုးအုံနာအားပွေချီချာရမှာ အตาရာချလိုက်ပြီးခါကြတဲ့ကဓမြောင်ကိုဆွဲထုတ်ရင်ပြန်ပြောလိုက်လေသည်တမိန်ဆက်ကောရှေ့သို့တိုးလာရင်ဓမြောင်နှင့်လှမ်းပေါက်ရန်ချိန်ရထားရင်တမိန်ဆက်ကောအားစိမ့်စိမ့်ကြီးကြည့်နေပေသည်တမိန်ဆက်ကောမှာဓာတ်ကိုပင့်လိုက်ပြီးမှမိမိအားလှမ်းပေါက်ရန်ချိန်ရထားသည်ဘောမွန်လက်ထဲကဓမြောင်ကိုမြင်လိုက်သောအခါဘောမွန်အားမျက်မှောင်ကျုပ်၍ကြည့်နေရမှ အဖက်မတန်သည့်အမူအရာဖြင့်မိမိ၏သွေးစွန်းနေသောဓာတ်ကို၎င်း၏လက်ဆွဲတော့စောညံဤလက်သို့ပေးလိုက်လေသည် စောညံဒါသွားကသွေးကိုဆေးကြော့ပြစ်လိုက်စမ်းသမိတ်ဆက်ကောကအမိတ်ပေးလိုက်ပြီးနောက်ခွေရက်သားကြာနေသောမိုးအုံနောင်အားစိတ်စိတ်ကြည်လိုက်လေသည်ဒီမှာမိုးအုံနောင်မင်းသိပ်ကံကောင်းနေမင်းကိုငါအသေးမသက်ချင်သေးလို့မှတ်လောက်သားလောက်အောင်လှုပ်ပြလိုက်တာကဲမင်္ဂလာမရှိတဲ့ရင်ခွဲစီရကြာကြာနေလို့မဖြစ်ဘူးခီးဆက်ကြမယ်သမိန်ဆက်ကောက၎င်း၏ကိုရန်တော်တပ်သားများအားလှည့်၍ပြောလိုက်ရာကိုရန်တော်တပ်သားများသည်သမိန်ဆက်ကောဤမြင်းကိုဆွဲယူပြီးနောက် သမိတ်ဆက်ကွားကိုချန်ရန်၍ရင်ခွဲစီရမမိခင်မင်းနာဖြင့်ထွက်ခွာသွားကြလေရာဘုံမွန်ကတပြောင်ကိုဆုတ်ကန်ရင်ဆက်ဆုံရွန်ရှာသည့်အမှုရာဖြင့်ကြည်ကာကြံရင်ခဲ့ပေသည်ပြီးမှတဖန်သမိတ်ပင်လန်းနေစောအိုတို့၏ကူညီဖြင့်တတိလင့်မေ့မျောနေသောမိုးအုံနာအားရင်ခွဲစီရပေါ်သို့ပြေးချီယူလာကအရာကို ရေဆဲပြီးနောက်သွေးတိတ်အောင်ဆေးတိတ်ကအဝတ်ဖြင့်စီးနောင်၍ပေးနေလေသည်ဒရာကတော့မပြောပါတော့ပါဘူးဒါမဲ့နေဘူးရှင်ကြောင့်သွေးလွန်ပြီးတတိလက်သွားတာပါ သွေးတိတ်သွားရင်အလိုလိုပြန်ပြီးအပြည့်လာပါလိမ့်မယ်။အသက်အန္တရာယ်အတွက်စိုးရင်စရာမရှိပါဘူး။ဘုံမင်းတီတီပြက်မွန်ဆိုတိုက်ပွဲမှာနေရာရခဲ့ပါမြပြီ။ဒါမှမဟုတ်အခုတတိအသက်ရှင်နေတော့မယ်။စောစောကသာဘုံမင်းတီတီပြက်မွန်ဆိုရင်တိတ်ကြည့်လို့ကောင်းပါ။ကဲကဲကဲလူနာကိုအသာပွေချီပြီးယူသွားကြပြီတော့။ဘောမွန်ဒီမုန်းနာမီတန်ရာများကိုစေတိတ်ကအဝိဖြစ်စီးနာပေးပြီးဗဇက်မှလည်းတွတ်တွတ်နဲ့ပြောနေပေသည်။သမိန်ပင်လန်းနေစောအုပ်တို့မှမူတက်တည်း၍မှတ်တည်း၍ ဘာဝင်၍ပြည့်စုံလျက်ရှိရာမှာတရီကောင်းစွာမရသေးသည့်မုံနောင်အားနှစ်ယောက်သားပြည့်ချီ၍ယူဆောင်သွားကြပြီးတော့သည်အလိုပြောရင်းဆိုရင်လည်းနေမွန်းတဲ့တော်မှာပါကလားဘောမုံကကောင်းကင်ကိုမော့ကြည့်ပြီးနောက်တရားဦးထဲပြောသူလိုပြောလိုက်လေသည်ပြီးမှတပံရင်ခွဲစရမှထွက်လာပြီးပြင်းပပင်စိတ်တို့သွားမိလမ်းပေါ်တွင်ခောက်တုတ်ခောက်ပြန်ရှောက်ရင်းနေစဉ်ခက်လန်လန်မှမြင်းခွာတန်ကိုကြားရသဖြင့်အတန်ကြားရသူလှမ်းကြည့်လိုက်လေသည် မကြမီမြင်းတီတော်တူသည်ရင်ခွဲစရရှိရာသို့ဥတီ၍လာနေသည်ကိုတွေ့ရလေသည်။ဘောမုံသည်ထိုသူ၏ပုံတရံကိုဆေးဆက်စွာကြည့်ရှုနေပေ၏။မြင်းတီတော်မှလည်းဘောမုံအားအကဲခတ်နေရမှအနီးသို့ချင်းကပ်လာပေသည်။ဘောမုံသည်စစ်တီတော်အားလက်မြောက်၍နှုတ်ဆက်လိုက်ရာမြင်းတီတော်ကပြန်ပြီးလက်မြောက်ပြလိုက်၏။မင်းတိတ်တဲ့ဆိုတာရှင့်သားပါလား။ဘောမုံကရိုသေလေးစားသည့်အမူအရာဖြင့်နှက်ကိုကြားမေးလိုက်လေသည်။မင်းကတော့ဘာလို့လဲ။တရင်ဆောင်ပေးနိုင်နေဆိုတာမင်းလား။ မင်းသိတဲ့ကပြန်မေးလိုက်လေသည်မှန်ပါတယ်အရှင်သားစီကိုဆက်သားလိုက်တဲ့စာလွာထဲမှာပါတဲ့အတိုင်းအရှင်သားအလိုရှိတဲ့သတင်းများကိုပေးဆွမ်းနိုင်သူဖြစ်ကြောင်းမှာတို့ရရင်ကျွန်တော်မျိုးထံမှသတင်းရရှိကြောင်းကိုတော့မိသူကမှအတိမပေးဘဲနဲ့နှောက်လုံဖို့အရေးကြီးကြောင်းမှာသက်စွန်ကြိုးပန်းသတင်းပေးရခြင်းဖြစ်သည့်အတွက်ထိုက်တင်သည့်စုတော်လက်တော်များလည်းချီးမြှင့်လိမ့်မယ်လို့ယုံကြည်ကြောင်းမှာဘောဘုံကအိန္ဒိယရရပြန်ပြောလိုက်လေသည်နှုတ်မလုံးမှာတော့မပူနဲ့ ငါလိုရှိတဲ့တရင်သာရမယ်ဆိုရင်မိင့ကိုတစ်သက်လုံးစားမကုန်အောင်စုတော်လက်တော်ပေးသနာတော်မူမယ်ငါအကျန်စီအောင်မြဲလို့ငါထွတ်တိတ်ရောက်တဲ့အခါမှာလဲမိင့ကိုထိုက်တဲ့ရာသူချိမြင့်ပေးဖို့အစီအစဉ်ရှိတယ်မင်းတိတ်တက်ကအာမခံချက်ပေးရင်ဂရီဘာအိတ်ဖြင့်ထည့်ယူလာသောအသက်ပြများကိုလှုပ်၍ပြလိုက်လေသည်ကောင်းလာပါပြီရှင်သာအရှင်သာအလိုရှိသည့်တရင်များသာမကအရှင်သာရဲ့အကျန်စီအောင်မြအောင်အတွက်ပါကျွန်တော်မျိုးကြီးအသက်ဆုံးပြီးကူညီပါမယ် လျှော်ဝဲသည့်သတင်းများကိုကြားနိုင်ရန်ကျွန်တော်မျိုးကြီးနှင့်အတူစိတ်ခွင်ရသူခိတ္တကြွချီတော်မူပါဘောမွန်ကမိမိနှင့်အတူလိုက်ပါလာရန်ခေါ်လိုက်လေသည်ဘယ်လိုလိုက်ရမှာလဲရှင်နာကဂျုံွယ်ထိလိုက်ခဲ့ပါရှင်သားကိုပြเสียရွှေဝဲစာတန်းများပါရရှိခဲ့ကြောင်းမှာ ရှင်သားတွင်များစွာအကျိုးရှိလိမ့်မည်ဖြစ်ကြောင်းမှာဘောမွန်ကပြောပြောဆိုဆိုမိမိကပိုက်ထဲတွင်ထက်ယူလာသောပေတူချို့ကိုမင်းသိတဲ့မြင်သားယုံပြလိုက်လေသည်ရွှေဝဲစာတန်းဟုတ်လားဘယ်ရရခဲ့တာလဲ ဘုံမင်းတီရီပြိုက်ပွန်စီကိုပို့လိုက်တဲ့လျှို့ဝဲညွန်ကြားလာတွေပါလမ်းခုလက်ကနေပြီးလူယူထားတာချင်းဖြစ်ကြောင်းမှာအလွန်ရေးကြည့်သည့်လျှို့ဝဲညွန်ကြားလာများဖြစ်ကြောင်းမှာမော်မွန်ကယုတ်တိရှိအောင်ပြောရင်ပေရိုများကိုကပိုက်ထဲတွင်ပြန်၍သိမ်းဆီးထားလိုက်ပေသည်မင်းသိတဲ့ပါမူဘုံဘုံဤခါထဲမှာပေရိုများကိုမြင်ရသောအခါထိုပေရိုများတွင်ပါရှိသည်ဆိုသောညွန်ကြားချက်များကိုဖတ်ရှုလေ့လာလိုသောစိတ်ဓာတ်များပြင်းပြလာလေသည်စောစောကဘုံဘုံပေါ်တွင်မယုံတဝက်ယုံတဝက်ဖြစ်နေခဲ့တော်လဲ ောမွန်ထံမှပေရိုများကိုဖက်ရှုလိလာလိုသောဆန္ဒကပြင်းပြလျက်ရှိသဖြင့်အသင်္ကာစိတ်များကလွင့်ပါသွားလေသည်။ကောင်းပြီမင်းရှိကသွားနှင့်ငါနောက်ကလိုက်ခဲ့မယ်။မင်းသိတဲ့ကအပြေပေးလိုက်ရာဘောမွန်သည်ရှိကလမ်းပြပြီးလူရှင်းသည့်ခြုံွယ်ရှိရာသို့ခေါ်ဆောင်လာခဲ့ပေသည်။အရှင်သားကိုပြောစရာစကားတွေများကြီးရှိသေးတယ်။ဘေးလူတွေကြားသွားရင်မကောင်းဘူး။အားကြောင့်လူရှင်းတဲ့နေရာခေါ်လာရတာပါစိတ်မရှိပါနဲ့။ဘောမွန်ကတောင်းတပန်ပန်ပြောရင်ရှေ့မှလမ်းပြပြီးခေါ်လာခဲ့ပေရာ။ လူကြီးတိတ်ဆိတ်သည့်နေရာတနေရာသို့ရောက်ရှိသွားသောအခါချုံကွယ်တွင်ပုံအောင်နေသောဘောညီသည်ချုံကွယ်မှပြုံးကနေထွက်လာပြီးမင်းတိတ်တဲ့အားမင်းပေါ်မှဆွဲချလိုက်လေသည်မင်းတိတ်တဲ့မှာရုတ်တရက်အရိုက်ခံလိုက်ရသဖြင့်ဒိန်မဓာကိုပင်ဆွဲမထုတ်နိုင်မီမင်းပေါ်မှဒလိခခွေကျသွားပြီးတော့သည်ဤတွင်ဘောမွန်ကမင်းတိတ်တဲ့အားဝင်ဖက်လိုက်ပြီးဓာကိုလူယူလိုက်သည်မင်းတိတ်တဲ့ကရုံရင်ကန်ရင်မှအတန်ကုန်ဟိ၍အကူကြီးတောင်းရန်ကြိုးစားစဉ်ဘောမွန်က မင်းသိတ္တန်ဤလက်မျိုးကို၎င်း၏တန်မာသောလက်ဖြင့်ဖြင့်ညှစ်ထားလိုက်ရာမင်းသိတ္တန်မှာတဖြည်းဖြည်းချင်းအသက်ရှူကျက်လာပေသည်။ဘောညီပါမောမင်းသိတ္တန်ဤမြင်းကိုတစ်ပင်တပင်နှင့်ချီနှောင်ထားလိုက်ပြီးမင်းသိတ္တန်ရှိရာသို့ပြန်လာကာမင်းသိတ္တန်ဤပါဇက်ကိုအဝိနှင့်ဆုပ်ပြီးလက်ပြန်ကျိုးတုပ်လိုက်လေသည်။ခြေနှက်ဖက်ကိုလည်းကျိုးဖြင့်တုပ်လိုက်ပြီးတကိုယ်လုံးကိုဂရီပါခြုံလာဖြင့်လှမ်းခြုံ၍မြင်းပေါ်သို့တင်ကာပြင်းမပင်စိတ်ရှိဧတကြီးအိမ်သို့ယူဆောင်လာခဲ့ပေသည်။ ။ဧရကြီးအိမ်သို့ရောက်သောအခါဘောမုံနှင့်ဘောညီသည်မင်းသိတ္တအားမြင်းပေါ်မှချပြီးဂရိဘာခြုံလွာကိုလွှမ်းခြုံလိုက်ပြီးနောက်အတွင်းခန်းအတွင်းသို့ဖွင့်ချီယူဆောင်သွားချပေတော့သည်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ကြပါ။